အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့ပြောပြမှာကတော့ထွန်းနေပြီးတော့သူ့ရဲ့နိုင်ငံအတွင်းမှာတွင်းကုံအခွန်ခါဒီတိုးမြင့်မယ်ဆိုတဲ့ကိစ္စလေးပါထွန်းကအခုရက်ပိုင်းမှာတကဘာလုံးမှာရှိတဲ့နိုင်ငံတော်တော်များများကိုလည်းအခွန်တွေတိုးကောက်ဖို့ပြင်ဆင်နေပါတယ်အခုရက်ပိုင်းမှာဆိုရင်ကနေဒါမက္ကဆီကိုနဲ့တရုတ်နိုင်ငံတွေပြီးသွားရင်ဥရောပတမကနိုင်ငံတွေကိုလည်းအခွန်နှုံးတွေပို့ပြီးတိုးပြီးစီးကြပ်သွားမယ်လို့ပြောဆိုထားပါတ အင်္ဂလန်နိုင်ငံကိုလည်းအခွန်အရေးတိုးကောက်မယ်လို့ပြောထားပါတယ်အင်္ဂလန်နိုင်ငံတို့ကနေဒါနိုင်ငံတို့ဆိုတာသူတို့ရဲ့မိဖက်နိုင်ငံတွေပဲဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကကနေဒါနဲ့မက္ဆီကိုကိုသူတို့နိုင်ငံကသွင်းတဲ့ပစ္စည်းတွေဟာ25ရာခိုင်နှုန်းတိုးကောက်မယ်လို့ပြောပြီးတရုတ်နိုင်ငံကတော့သူတို့အရင်ရှိပြီးသားအခွန်နှုံးထားတဲ့30ရာခိုင်နှုန်းပိုပြီးတိုးကောက်သွားမယ်လို့ပြောဆိုထားပါတယ်ဒါကြောင့်ကနေဒါမက္ဆီကိုနဲ့တရုတ်နိုင်ငံတွေကလည်း အမေရိကန်နိုင်ငံကအတွင်းနဲ့အတွင်းကုန်တွေကိုအခွန်အခတွေပြန်တိုးကောက်မယ်လို့ပြောဆိုထားပါတယ်။ဒါကြောင့်ကုန်တွယ်ရေးစစ်ပွဲများဖြစ်လာမလားဆိုပြီးအမေရိကန်ပြည်သူတွေကစိုးရင်ပူပန်နေကြပါတယ်။အမေရိကန်နိုင်ငံမှာလည်းကုန်စည်းနှုန်းတွေတချို့တဖြည်းဖြည်းတက်လာတယ်လို့သိရပါတယ်။ဒီအခြေအနေတွေဖြစ်လို့တကဘာလုံးမှာရှိတဲ့ stock share ဈေးကွက်တွေလည်းမငြိမ်မသက်ဖြစ်နေရပါတယ်။ဟောင်ကောင်၊ဂျပန် တောင်ကိုရီးယားနဲ့အိန္ဒိယ၊ဩစီ၊ဩစတြေးလျနိုင်ငံတွေမှာဆိုရင်စတော့ရှယ်ယာဈေးကွက်တွေဟာတည်တည်သာသာနဲ့ကျဆင်းသွားပါတယ်။ဥရောပမှာလည်းမိနစ်ပိုင်းအတွင်းမှာပဲအစုရှယ်ယာဈေးကွက်တွေကျဆင်းသွားကြပါတယ်။တရုတ်ကတော့သူတို့ရဲ့လုပ်ငန်းတွေကိုအမေရိကန်ကစီးကြံမဲ့ဆိုတာလာနေပြီဆိုတာကိုသိထားတဲ့အတွက်ကြောင့်နားလည်ထားပြီးဖြစ်တဲ့အတွက်ကြောင့်သူတို့လည်းပြင်ဆင်နေကြပါတယ်။ ။ဒါကြောင့်တရုတ်ကသူတို့လုတ်တင်လုတ်ထိုက်တာတွေကိုလုတ်ပြီးကြိုတင်ပြင်ဆင်ထားကြတယ်လို့သိရပါဗျ။တရုတ်ပြည်ကသူတို့လုပ်ငန်းတွေကိုပြည်တွင်းမှာထုတ်လုပ်မှုတွေမလုပ်တော့ဘဲနဲ့ကမ်ဘောဒီးယားလိုမျိုးအပါဝင်အခြားသောပြည်ပနိုင်ငံတွေမှာထုတ်ထုတ်ဖို့ပြင်ဆင်လုပ်ကင်လာကြပါတယ်။ဥပမာအားဖြင့်အမေရိကန်တွေအရန်ကြိုက်တဲ့ကောင်းပွန်ဖနက် country ဖနက်တွေကိုတရုတ်ပြည်မှာထုတ်လုပ်ခဲ့တာဟာရာစု ဆယ်စုလောက်ရှိပါပြီအခုအချိန်မှာ already မှာယူတာတွေမရှိတော့တဲ့အတွက်ကြောင့်အဲ့ဒီဖက်နက်တွေထုတ်လုပ်မှုတွေကျဆင်းလာပါတယ်တရုတ်ကသွင်းတဲ့ပစ္စည်းတွေကိုအခွန်တွေတိုးကောက်မယ်လို့ထရန့်ကပြောဆိုထားတဲ့အတွက်ကြောင့်တရုတ်ကသွင်းမဲ့အဲ့ဒီဖက်နက်တွေကိုအမေရိကန်စီးပွားရေးသမားဝယ်လက်တွေကမဝယ်ရဲဘူးဖြစ်နေကြပါတယ်တရုတ်မှာထုတ်တဲ့အဝိအထည်တွေဟာဆိုရင်လည်း အမေရိကန်ရဲ့စူပါမားကတ်ကြီးတွေဖြစ်တဲ့ Walmart တို့ Costco တို့လိုစူပါမားကတ်ကြီးတွေကိုအဓိကထားတွင်းတာပဲဖြစ်ပါတယ်။အခုတော့အဲ့ဒီအထက်ဆက်ယုံတွေဟာကမ်ဘောဒီးယားနိုင်ငံကိုပြောင်းလဲသွားပြီး Made in China ကနေပြီးတော့ Made in Cambodia, Made in Laos, Made in Vietnam ဆိုပြီးပြောင်းထုတ်ဖို့ပြင်ဆင်နေကြပါတယ်။အရှိတောင်အာရှနိုင်ငံတွေစီကိုလည်းတရုတ်ကုမ္ပဏီတွေတဖြည်းဖြည်းပြောင်းရွှေ့လာတဲ့အချိန်မှာ တရုတ်ကုမ္ပဏီတွေခြေလှမ်းပိုလှမ်းလာတဲ့အချိန်မှာကမ်ဘောဒီးယားကကုန်တင်သမောတွေဟာတရုတ်နိုင်ငံစီကိုအဝင်အထွက်တွေယခုအကျက်ပိုင်းမှာအများအပြားဖြစ်လာတယ်လို့သိရပါတယ်။တရုတ်ဟာထရန့်ရဲ့လုပ်ရကြောင့်ငွေကြေးစီးပွားရေးတချို့ကျဆင်းထိုင်ပြီးမြင့်အရှိတောင်အာရှမှာတော့သူတို့ရဲ့ပါဝါတွေလွှမ်းမိုးမှုတွေဟာပိုပြီးကြီးထွားလာမလားလို့စိုးရိမ်ပေါ်ရဖြစ်နေပါတယ်။နောက်တစ်ခုကကျွန်တော် comment တစ်ခုမှာကျွန်တော်ကိုရေးတဲ့ comment တစ်ခုမှာတွေ့တဲ့ဟာလေးကျွန်တော်ပြောပြချင်ပါတယ်အဲ့ဒီ comment မှာရေးတာကတော့ဒီ Trump ကစီးပွားရေးပိတ်ဆို့လိုက်စီးပွားရေးနဲ့ပတ်သက်လို့အခွန်အခတွေတိုးကောက်မယ်ဆိုရင်အမေရိကန်နိုင်ငံအတွက်ဝင်ငွေတွေပုံမရဘူးလားလို့ကျွန်တော်မေးခွန်းပေးပါတယ်ဟုတ်ပါတယ်အမေရိကန်နိုင်ငံအတွက်အခွန်တွေကောက်တဲ့အတွက်ဝင်ငွေတွေပိုရလာပါတယ်ဒါပေမဲ့နှစ်နိုင်ငံလုံးအတွက်တော့တွက်ကြည့်မယ်ဆိုရင်အမေရိကန်နိုင်ငံကအခွန်ကောက်တဲ့အတွက်တရုတ်နိုင်ငံကသွင်းတဲ့ဒေါ်လာ9000လောက်ပေးရတဲ့ ကားတစ်စီးဟာအခွန်90ရာခိုင်နှုန်းကောက်လိုက်ရင်အခွန်ကက2500ပေးရမှာဆိုရင်အဲ့ကားတစ်စီးရဲ့တန်ဖိုးဟာ8500ဖြစ်သွားပါတယ်အဲ့ဒီအခါမှာဝယ်မဲ့လူဟာမဝယ်တော့ပဲတခြားကပြောင်းဝယ်သွားပါတယ်နိုင်ငံအတွက်တရုတ်နိုင်ငံကတော့သူပညာပေးလိုက်တာမျိုးဖြစ်ပေမဲ့သူတို့နိုင်ငံရဲ့ပြည်သူတွေအတွက်ကတော့ဈေးကြီးသွားပါတယ်ဒီအခွန်ဟာလည်းအမေရိကန်ပြည်သူတွေပဲပေးဆောင်ရတာပဲဖြစ်ပါတယ်တရုတ်နိုင်ငံအတွက်ထုတ်ကုန်တွေ ကြဆင်းသွားပြီးတော့ဝယ်လက်တွေနှဲသွားတာမျိုးဖြစ်တဲ့အတွက်ကြောင့်သူတို့ရဲ့ထုတ်လုပ်မှုတွေလည်းကြဆင်းသွားနိုင်ပါတယ်။အမေရိကန်ပြည်သူတွေအတွက်လည်းတက်တက်တာတာနဲ့ရနေတဲ့ပစ္စည်းတွေဟာဈေးကြီးသွားတဲ့အတွက်မဝယ်ယူနိုင်တာမျိုးလည်းဖြစ်သွားနိုင်တဲ့အတွက်နှစ်နိုင်ငံလုံးအတွက်တော့အကျိုးဖြစ်ထွန်းမှုရှိမယ်လို့ကျွန်တော်မထင်ပါဘူး။ဒါကတော့ကျွန်တော်တို့ရည်ရှိစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်လို့